တမန်တော်ရှင်မပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ16ရက်10လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မနေ့ကတော့သတင်းတရက်နားလိုက်တယ်ပေါ့နော်နားလိုက်တော့နည်းဖြားရှင်သူတွေဖြစ်တာလည်းပါတယ်နည်းစိတ်ကလည်းအခက်မတင်တဲ့အကြောင်းအရာလေးတွေရှိနေတော့မတင်ပစ်လိုက်တာပါနော်အဲ့တော့လည်းတောင်းပန်ပါတယ်အဲ့တော့သတင်းအနေနဲ့စကြရအောင်ဒီနေ့ကျွန်တော်တင်မဲ့သတင်းတွေကတော့ဒီရခိုင်ပြည်နယ်မှာဒါဖြစ်နေတဲ့စစ်တွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးမယ်ပြီးရင်ဒီဒီဘောဘတ်မှာဖြစ်နေတဲ့စစ်တွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးမယ်နောက်တစ်ခါတော့ဒီစကိုင်းမှာအကြမ်းဖက် PDF တွေရဲ့ ကျန်တဲ့ရုပ်မှမှုတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုဘလို့ခံစားနေရတယ်ဆိုတဲ့အကြောင်းအရာလေးတွေတင်ဆက်ပေးမယ်။နောက်တစ်ခွက်တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီစီယုံကွန်းဒါဗနေနေ့နဲ့ဗနေနေ့ထိဒါ UEC ကနေပြီးတော့ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတာလေးတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါပရမအုံဆုံးတစ်ပုဒ်နဲ့ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးရင်မှုဆမယ်။ရခိုင်ပြည်နယ်ကိုဒါဒီနေ့တက်မတော်ကတိတ်ငက်တွေကဒီကွာတို့အန်ဟူကွာတို့ဒီဝါတို့ပေါ့နော်။အန်ဟူကိုဒါအစာကောက်ခဲ့တယ်။တန်တွဲပတ်တွေကိုဒါအစာကောက်ခဲ့တယ်။ အဲ့တော့အစာကောက်ခဲ့တယ်ဒါသိဆုံးမှုစင်းတော့မသိရသေးဘူးသိရရင်တော့ကျွန်တော်တို့ပြန်ပြောပေးမယ်ဒီနေ့သိငက်တည်းရဲ့အစာကောက်ခြင်းကိုခံလိုက်ရတဲ့အကြံပတ် AA တွေဖြစ်ပါတယ်နော်နောက်တစ်ခါတော့ဒီနိုင်ငံ viewer scan ကုန်းပေါ့နော်ဒါကဘာလုံး scan လို့လည်းအများအားဖြင့်ခေါ်လို့ရှိတယ်ဒီနိုင်ငံ scan လို့လည်းအများအားဖြင့်ခေါ်လို့ရှိတယ်ဒီ scan ကုန်းကိုဒါအကြံပတ်ပြည်ဖြတ်အုပ်စုမီဒီယာတွေအနေနဲ့ဟိုတင်နေတာတွေတွေ့ရတယ်နော်သူတို့ဒီဘွားပေါ့ AA ပေါ့နော် AA ရခိုင်ရခိုင်တက်မလို့ပေါ့နော်ရခိုင်တက်မလို့သူတို့ခေါ်တယ်လို့ပေါ့နော် အဲ့တော့သူတို့တင်ထားတဲ့မှာတော့ဒီ၁၁နေ့ကတစ်ချက်သူတို့ရပြီဆိုပြီးတော့ကျင်ညာတယ်နောက်တစ်ခါ၁၂ရက်နေ့မှာတစ်ချက်သူတို့ရပြီဆိုကျင်ညာတယ်နောက်တစ်ခါဒီ၁၄ရက်နေ့မှာတစ်ချက်ရပြီဆိုပြီးသူတို့ကျင်ညာခဲ့တယ်ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တင်ဆက်ပေးမယ်အမှန်တကယ်တော့သူတို့ဒီစကန်ကုန်းကကိုလာကျော်ကြာတိုက်ပွဲဖြစ်ပါတယ်เนาะစကန်ကုန်းရဲ့ဒီအမြင့်เนาะစကန်ကုန်းရဲ့ဒီတီရှိပုံစကန်ပုံရဲ့စောက်တီထားပုံနေနဲ့ပတ်သက်ပြီးတော့ဒီကောင်းနေအနေနဲ့ကိုလာကျော်ကြာ တိုက်နေပါတယ်အခုချိန်ဒီလဲတိုက်ပွဲတွေကပြင်းထန်နေသေးပါဒီကျွန်တော်တို့မနေ့ကနောက်ဆုံး15ရက်နေ့အထိသိရှိရတဲ့အချက်ကတော့ပထမတော့ကျွန်တော်တို့20 80ပေါ့နော်ကျမ်းပတ် A တွေကဒါ80ရာခိုင်နှုန်းလောက်ကိုဒီစကန်ကုန်းကိုထိန်းထားတဲ့အနေအထားတစ်ခုရှိတယ်ဒါတက်မတော်က20ရာခိုင်နှုန်းလောက်ပဲဒါထိန်းချုပ်နိုင်တဲ့အနေအထားတစ်ချက်မှာရှိတယ်အော်ဒါပေမဲ့ဒီနေ့တော့တက်မတော်ကဒီလေချောင်းကြီးလေလေတော့ရေတော့မပါဘူး sorry ကြီးနဲ့လေနဲ့ပေါင်းပြီးတော့ဒါ စော်ထဲလိုက်တာစော်ထဲလိုက်တာเนาะရခိုင်တွေကရခိုင်အေတွေအနေနဲ့ငားစာပဲမြင်တယ်ငားများကြိတ်ကိုမမြင်ဘူးငားများကြိတ်ကိုမမြင်ဘူးအဲ့တော့သေးတာပဲသေးတာပဲအဲ့တော့စကန်းကုန်းမော်နေခွေးပြွက်ပြည်တွေဆင်းပြေးသွားရတယ်အဲ့တော့ဒီစကန်းကုန်းကိုဒီနေရီကံပြူကစကန်းကုန်းကိုရပြီလို့ကြင်ညာတဲ့လူတွေကိုကြိလိုက်တော့အကုန်လုံးကတက်မတော်တဲ့တက်မတော်တဲ့မှာအမှုပေါင်း16000နဲ့เนาะအမှုပေါင်း16000နဲ့မရိမှုတွေခိုးမှုတွေတိုက်မှုတွေကျူးလွန်ပြီးတော့ထွက်ပြေးသွားတဲ့စစ်ပြေးတွေကလာကြင်ညာနေတာဖြစ်တယ် နော်စစ်ပီးအုပ်စုကပဲကျင်ညာနေတာဖြစ်တယ်။နော်စစ်ပီးအုပ်စုဆိုလို့ရှိရင်ကျွန်တော်မြို့ပြပြည်သူရဲ့မျက်လုံးထဲမှာဘယ်ကောင်တွေကိုပြင်းမြင်လဲဆိုတာကျွန်တော်မြို့ပြပြည်သူတွေသိပါတယ်နော်။အဲတမတော်ထဲမှာတမတော်ရဲ့ဒီထားရှိတဲ့ဥပဒေပုံမှားတွေကို မလိုက်နိုင်ဘူး။ဥပဒေကဟိုတမတော်ချထားတဲ့စီမင်းစည်းကမ်းတွေကိုမလိုက်နိုင်ဘဲနဲ့သူများတားပြုတ်တမိပြူနော်ခွေးချစ်ခွေးချန်ကြံတယ်ခွေးချစ်ခွေးချန်ကြံလို့တမတော်ကနေပြီးတော့အေးအေးယူအဖတ်စားမှုတွေပြုတ်လုပ်တော့ဘာဖြစ်လဲထွက်ပြေးသွားတယ်ထွက်ပြေးသွားတယ်နော်ထွက်ပြေးပြီးတော့ အခွင့်အခါကောင်းတဲ့အချိန်မှာဘာဖြစ်လဲဒိုရီးဒိုရီးဆိုထားလုပ်လိုက်တယ်ဒိုရီးဒိုရီးထားလုပ်ပြီးစီဒီယန်လုပ်ပြီးတော့ထွက်ပြေးသွားတဲ့ကောင်းနေကြီးပဲနော်အဲ့တော့ဒီကောင်းနေရဲ့နောက်ကြောင်းကိုလိုက်ကြည့်လိုက်လို့ရှိရင်ဆောက်ကြောင်းကောင်းနေတာတကောင်းမှမရှိဘူးတကြောင်းမှမရှိဘူးနော်ဒီကောင်းနေရဲ့ဆောက်မှုနောက်ကြောင်းတွေကိုကြည့်ကြည့်လိုက်ရင်တက်မတော်ကချထားတဲ့ဥပဒေလေတက်မတော်ကချထားတဲ့စီမင်းစည်းကမ်းတွေကိုမလိုက်နာပဲနဲ့ဒီဥပဒေတွေဒီစီမင်းစည်းကမ်းတွေကိုကြော်လွန်ပြီးတော့နော်လုတ်ပိုင်ခွင့်ရှိပါတယ်ကွာဆိုတဲ့ဆောက်ရှုံးနဲ့လုတ်လို့တက်မတော်ကအရေးယူဖက်ဆားမှုတွေလုပ်မယ်ဆိုတော့ထွက်ပြေးသွားတဲ့ကောင်းလေး ော်ဒီကောင်နေရုပ်စောက်ကြောင်းကိုကြည့်လိုက်ရင်ဒီကောင်မှကောင်းတာမရှိဘူးအဲ့ကောင်နေပဲတင်နေတာဖြစ်ပါတယ်အဲ့တော့အမှန်တကယ်ရပြီဆိုလို့ရှိရင်အမှန်တကယ်ရပြီဆိုလို့ရှိရင်ဟုတ်ပြီသူတို့ပြောသလိုနေကံပြူဟာစကန်ကုန်းနော်ကဘာလုံးစကန်လို့လည်းအများအပြားခေါ်တဲ့ဒီစကန်ကုန်းကြီးကိုသူတို့အမှန်တကယ်ရပြီဆိုလို့ရှိရင်ဗျာဗီဒီယိုဖိုင်နဲ့တကွာသူတို့ဟိုကျွန်တော်မြတ်ပြည်သူတွေမှတ်မိမှာပါဟုတ်ဥက္ကရတစကန်နော်ဥက္ကရတစကန်ကိုဒီကောင်နေရတဲ့အချိန်မှာဘယ်လိုတင်ခဲ့ကြလဲငဇွဲတို့နော်အများကြီးပဲဘယ်လိုတင်ခဲ့ကြလဲသူတို့ အာဒီစစ်တပ်ရဲ့နော်ဩဂရိရစကန်ကြီးကိုနော်တမိုင်းဝန်စကန်ကြီးကိုနော်ငါတို့ဘလို့တွေတိမ့်ခဲ့လိုက်ပြီးဒီမှာကြည့်လိုက်ဗီဒီယိုဖိုင်လေးအဲ့လိုတင်လေအဲ့လိုတင်လေသူတို့မှတ်တကယ်ရပြီဆိုအဲ့လိုတင်လေသူတို့အဲ့လိုလည်းမတင်ရဘူးမတင်ရဘူးနိုင်မောင်နေပြီးတော့ပြည်သူလူထုကိုအထင်မြင်လွဲမအောင်ပြည်သူလူထုကိုမှိုင်းနေတိုက်နေရခြင်းဖြစ်ပါတယ်အခုချိန်ထိဒီစကန်ကုန်းကတိုက်ပွဲတွေပြင်းထန်နေဆဲပါနော်တိုက်ပွဲတွေပြင်းထန်နေဆဲ6လကျော်ကြာစစ်ပွဲလည်းဖြစ်ပါတယ် ကိုးတားကြော်ကြစစ်ပွဲလည်းဖြစ်တယ်လက်ရှိချိန်ထိလည်းတိုက်ပွဲတွေဟာအရင်ပြင်းထန်နေတယ်တက်မတော်ကလည်းဒီစင်ရတွေတောက်လျှောက်လုံးရင်းဖြည့်ပေးနေရရှိတယ်ပြီးရင်လက်နေကြီးလက်နေငယ်တွေနဲ့တောက်လျှောက်ပြစ်ကူပေးနေရတယ်ရှိတယ်လေချောင်းကနေပြီးတော့ထိုးစစ်ဆင်ပြီးတော့ဒါတိုက်ခိုက်ပေးနေရရှိတဲ့အတွက်အကြံဘက်အေနဲ့အပေါင်းပါတတိုက်ကတော့လက်ရှိချိန်ထိဒီစကန်ကုန်းမဟုတ်ဘူးမတက်နိုင်သေးဘဲနဲ့အောက်မှာနဲ့ခွေးတွေဝဲတွေတည်နေတဲ့အနေအထားတွေတွေ့ရပါတယ်အဲ့တော့အဲ့ဒီစကန်ကုန်းကိုလာတိုက်တဲ့အဖွဲ့ကအေကနဲပါတယ်အေကနဲပါတယ်နော်လာတိုက်တဲ့အဖွဲ့တွေကချင်းလက်နက်ကင်ပီဒီအက်တွေရှိတယ် ပြီးရင်ဒီအညာသားဆမတက်ပြမတက်အကြံဘက် PDF တွေရှိတယ်အဲ့တော့ပြီးလို့ရှိရင်ဒီ A ပေါ့နော်သူတို့သုံးခွက်ပူပေါင်းဒီပြီးရင်ဒီမကွေးကအကြံဘက် PDF အုပ်စုတွေရှိတယ်နော်အေးအဲ့အုပ်စုတွေပေါင်းပြီးတော့ဒီစကန်ကုန်းကိုတိုက်နေတာဖြစ်ပါတယ်ကိုလကြော်ခဲ့ပြီဖြစ်ပါတယ်နော်အခုချိန်ဒီလေသူတို့မရပါဘူးမရပါဘူးဒါဟုတ်သူတို့အနေနဲ့ဟိုထင်အောင်ထမားဖြစ်အောင်နည်းနည်းလေးသူတို့ထိန်းချုပ်နိုင်တာနဲ့ရပြီဆိုပြီးတော့ကြီးညာနေတာဖြစ်ပါတယ်အမှန်တကယ်ကတော့အဲ့နိုင်ငံစကန်ကုန်းကယနေ့ချိန်အထိ ရန်သူလက်ထဲကိုကြားရောက်ခြင်းမရှိသေးဘဲနဲ့ဒီနေ့ချိန်ဆိုရင်တော့60 40ပြန်ဖြစ်သွားတယ်တက်မတော်က60ရာခိုင်နှုန်းထိန်းချုပ်နိုင်ပြီးတော့အကြံပတ် A ကတော့40ရာခိုင်နှုန်းထိန်းချုပ်ထားတာတွေတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ရက်ကနေပတ်သက်ပြီးတော့လည်းကျွန်တော်တို့နေ့စဉ်ရက်ဆက်တင်ဆက်ပေးသွားပါမယ်ရတဲ့ရရင်ရသလိုသတင်းအမှန်တိုင်းကိုကျွန်တော်တို့တင်ဆက်ပေးမှာဖြစ်ပါတယ်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါတက်မတော်ကတီဘိုးကိုထိုးသစ်စင်နေရနဲ့ပတ်သက်ပြီးတော့ပြောပြပါမယ်အဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဒါဖြစ်နေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီးတော့ ဟိုအထိခိုက်အကြဆုံးများနေတဲ့အကြံပတ်တရလေးတွေနဲ့အခုလက်ရှိဆိုလို့ရှိရင်သူတို့စုခွာသွားနေတဲ့အနေအထားတွေကိုတွေ့နေရပြီကျွန်တော်တို့နောင်ချုံနဲ့ကြောင်မဲကိုတက်မတော်ကအလုံးစုံထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ဒီတီဘောကိုတက်မတော်ကထပ်မံပြီးတော့ထိုးစစ်ဆင်တယ်အခုလက်ရှိတီဘောနဲ့တက်မတော်စစ်ကြောင်းနဲ့ရောက်နေတဲ့နေရာကနီးနီးလေးပဲရှိပါတယ်ဒီတီဘောမှာဆိုရင်လည်းအကြံပတ်တရလေးတွေမရှိသလောက်ဖြစ်သွားပြီတက်မတော်ကဒီသွားမဲ့မြို့လမ်းမကြီးတိုင်းမဝင်မဲနဲ့ကျန်တဲ့လမ်းကြောင်းတွေကနေပြီးတော့ပိတ်ဆို့ဝင်ပြီးတော့ကျတော့ ပလောင်တွေကိုရှင်းလင်းတုတ်တင်နေတဲ့အနေထားတွေရှိတယ်အဲ့တော့တီဘိုးကိုရလို့ရှိရင် you know မေးနေတဲ့မိဘပြည်သူတွေရှိပါတယ်เนาะတီအကေရွတ်တက်မတော်ကတီဘိုးကိုရရှိခဲ့ပြီဆိုရင်နောက်ထပ်မြို့ဘယ်မြို့ကိုဆက်တိုက်မလဲမူကုတ်ကိုတိုက်မလားလို့မေးနေတယ်ကျွန်တော်မိဘပြည်သူတွေရှိတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကစေရေးဆရာကိစ္စတွေဖြစ်တဲ့အတွက်ဟိုအရင်ကြီးပြောလို့တော့မရဘူးအဲ့တော့မူကုတ်ကိုတိုက်မလားဆိုတော့ဖြစ်သွားနိုင်တာပဲမူကုတ်ကိုတိုက်မယ်ဆိုတော့ဖြစ်သွားနိုင်တာပဲဘာမစိုးညာအလုံးကဖြစ်သွားတဲ့သဘောတရားတွေကြီးပဲဒါပေမဲ့ တိဖို့ရသွားရင်တော့သိကြပါတယ်ဒါမူကောက်ကတော့ကျွန်တော်အထင်ပြောရလို့ရှင်တော့ရွေးကောက်ပွဲပြီးလောက်မှဖြစ်လိမ့်မယ်ထင်ပါတယ်နော်ရွေးကောက်ပွဲပြီးမှဖြစ်လိမ့်မယ်အကျန်တဲ့ဒီတိဖို့ရသွားပြီဆိုလို့ရှင်တော့တစ်ဖက်မှာရှိတဲ့နံမတူတို့ဘာတို့ဒါဒါတွေကိုဝင်ရောက်ရှင်းနေတက်ခိုက်ပြီးတော့တက်မတော်ကအလုံးစုံထင်းချုပ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ညအားလုံးကအပြောင်းလဲတွေဖြစ်နိုင်တာကြောင့်တိဖို့ဟိုတက်မတော်ကထင်းချုပ်ပြီးသွားရင်ဘယ်မျိုးကိုတိုက်မယ်ဆိုတာအတိအကျမသိရသေးတဲ့အတွက်မူကောက်ကို ဝန်တိုက်မှာလားလို့မေးနေတဲ့မိဘပြည်သူတွေကိုကျွန်တော်ဒီနေရာကနေဖြေပေးလိုက်ပါတယ်။နောက်တစ်ခွတော့ဒီအညာသားအကြမ်းဖက် PDF တွေရဲ့လောက်ရက်တွေနဲ့ပတ်သက်ပြီးတော့ဒီအညာ PDF ဟိုအညာကဒေတာကံပြည်သူတွေတချို့ပြည်သူတွေဒါတော်တော်ခံစားနေရတာအပိုင်းတွေမှာတွေ့ရတယ်။တော်တော်များများလေးဗီဒီယိုဖိုင်တွေမှာအကြမ်းဖက် PDF တွေနဲ့ဒါပြည်သူလူထုနဲ့ရန်ဖြစ်ထိတွေ့နော်မိုင်းရိုင်းစော်ကားတက်ဖြတ်နေတာတွေတွေ့ရပါတယ်နော်။အဲ့တော့အကြမ်းဖက် PDF တွေကသူတို့ကိုပုံကန်ရင် သူတို့ရဲ့ဒလန်ဆိုပြီးတော့ကျတော့တခါလေမြေပြင်မှာရှင်းခဲ့တာဖြစ်ပါတယ်နော်။အကုန်လုံး တက်ပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကဒီလက်ပံလာရောင်မှာဖြစ်သွားတဲ့အမျိုးသမီးဆိုရင်လေအခုချိန်ဒီအဆက်အသွယ်တွေပြတ်တောက်နေတယ်အဲ့ကောင်မလေးဆိုရင်သေပြီလားတော့မသိဘူးเนาะအဲ့ရဲ့မိသားစုဆိုသေပြီလားတော့မသိဘူးအဲ့တော့ကျွန်တော်ထင်ပါတယ်အဲ့ကောင်မလေးဆိုရင်လေဒီကောင်လေးရဲ့เนาะအစာဖြစ်သွားပြီအတွက်ဖြစ်သွားတော့ပါပြီเนาะအဲ့တော့ဒီကောင်လေးကမမြင်ဘာမှမနေနိုင်တဲ့ကောင်လေးဆိုတော့ကျတော့အဲ့ကောင်မလေးလည်းတက်ရှိထင်ရှားရှိလိမ့်မယ်လို့ကျွန်တော်လည်းမထင်ပါဘူးလက်ရှိတာအညာမှာတော့เนาะအကြမ်းဖက် PDF တွေကိုထောက်ခံပါတယ်ဆိုပြီးလက်ရှိတော့သူတို့ မွေးတဲ့မေးသူတို့ပြန်ခံနေရတာဖြစ်ပါတယ်။လက်ရှိညာမှာတော့ဒါအကြမ်းဖက် PDF တွေရဲ့ရက်ဆက်ရုံမှခြင်းတွေကိုဒေတာကံပြည်သူတွေအများပြားခံစားနေရပါတယ်။ဒါတော့တစ်ချက်ပေါ့။နောက်တစ်ချက်ကတော့ဒါ UEC ကနေပြီးတော့ထုတ်ပြန်ချက်တစ်ခုထွက်လာတယ်။ဒါကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျတော့နော်ဒါစီယုံရေးဆင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကျယ်တဘွန်းတော့ကျွန်တော်ရှင်းမပြတော့ဘူး။အဲ့တော့အကြမ်းမြင့်နေနဲ့ကျွန်တော်ရှင်းပြမယ်ဆိုလို့ရှိရင်ဒီဟိုပါပေါ့ရွေးကောက်ပွဲဝင်ရောက်ရှင်းပြမယ်ပါတီစုံတွေအနေနဲ့နော်ကျွန်တော်တို့ဒီ28ရက်10လ2025ကနေပြီးတော့ဒီ 26ရက်စနေနေ့2025ရက်နေ့အထိကိုရက်ပေါင်း60ရက်ပေါင်း60ကိုစီယုံရေးစင်ပိုင်ခွင့်ပြုထားတယ်စီယုံရေးစင်ပိုင်ဟိုစီယုံရေးစင်ပိုင်ခွင့်ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဟိုမျိုးတကာလှည့်ပြီးတော့ကျွန်တော်စီယုံရေးစင်တာတွေရှိမယ်ပြီးလို့ရှိရင်တပ်ပြည်သူလူထုနဲ့ထိတွေ့တာတွေရှိမယ်ဒါပြီးလို့ရှိရင်ဒေသခံပြည်သူတွေရဲ့အခက်အခဲတွေကိုဆောင်ရွက်ပေးတာတွေရှိတယ်ဒါဒါတွေကိုစီယုံရေးစင်မှုအတွက်ကိုဒါ28ရက်ဆယ်လ2025ရက်နေ့ကနေပြီးတော့7ရက်ဟို sorry 26ရက်စနေလ2025ရက်နေ့ည7:00နာရီအထိကိုဒါခွင့်ပြုထားတယ်ဆိုပြီးတော့ UEC ကဒါမနေ့က25ဟို sorry 25ရက်7လ2025ရက်နေ့စာနဲ့တူထွက်ထားတာရှိပါတယ်။ဟောဒါနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ရှင်ပြိုင်မဲ့ရွေးကောက်ခံပါတီတွေနေလည်းဒါ20ရှိရနေ့ကစတင်ပြီးတော့လိုက်လံစည်းရုံးတာတွေလုပ်ပါလိမ့်မယ်။